်မင်္ဂလာပါအချင်းမသမား ကျမ်းမာချမ်းသာပြီးတော့လူဝင်စရတွေပြေဝကြပါစေကျွန်တော်စနေနေ့အတွက်ထိုက်အထီးရဲ့ကီးရဲ့ brand ရင်းနဲ့မင်းခွက်လေးတဲ့အတွေ့ပုံစံလေးတွေမထုတ်ပေးမိအဲကျွန်တော်စစ်တရက်လေးကတင်းတဲ့နေတဲ့ကနေလေးအဘေယာမန်တာလေဘေယာထွက်တယ်ဘေယာအားပိုရှိလေဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်မယ်ပြီးရင်ရွှေကဲကြီးတည့်နေမှာဘာတွေထွက်ပြီလဲဘာတွေလောင်းမလဲဘာတွေကျန်သေးလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့သုံးသပ်ပြီးတော့ကျွန်တော် ဒီစနေရနေ့အတွက်ဘယ်ဟာအားကောင်းလဲဆိုတာကိုကျွန်တော်တို့ထည့်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်အဲမဆွေများတည်တည်ကြာလေးဝင်ကြည့်ပါနားမလည်ထပ်ပြီးတော့တစ်ခေါက်ထပ်ပြီးတော့နဝင်ကြည့်ကြပါဗျာနော်ပြီးမှပဲပြောစရာရှိရင်ပြောကြပါနော်ပထမဆုံးအနေနဲ့ကျွန်တော်နေတဲ့ကနေ့လေးတွေကိုကျွန်တော် တို့နှစ်ရက်ဒီနေ့ဆိုရင်တို့နှစ်ရက်တာကစားပြီးပြီဖြစ်တယ်။ကြည့်တို့ပထမဆုံး၁၀ရက်၁၀ရက်နေ့ကနေတို့စပြီးတော့တို့30ကျရအောင်ဗျ။အဲဒါကဒီလို30ရမယ်။ဘယ်ဟာဘာလို့ဒီလို30ရလဲဆိုရင်တို့ဒီအပတ်ဟာတစ်ပတ်နဲ့တစ်ပတ်ကဖြစ်တဲ့ပုံစံတွေဘုံတွေကရတဲ့နေနေရလည်းမတူဘူးဗျ။ဒါကြောင့်ဒီအပတ်ဟာဘယ်ဟာအားကောက်လဲဘယ်ဟာကအားနေလဲဆိုတာကိုမရှင်များသိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီပထမဆုံး10ရက်နေမှာထိုက်စီးအနေနဲ့8 3ရတယ်အဲ့မှာထိုက်စီး3ထိုက်စီးကထွက်တယ်ဒါထိုက်စီးမှန်တယ်เนาะထိုက်စီးမှန်တယ်ထိုက်စီးတိတဲ့ပဲကျွန်တော်ပြောမယ်เนาะကဲကျွန်တော်7ရက်နေမှာဒါနေရခဲ့တယ်ပြောနေတာเนาะ7 7ရက်နေမှာကျွန်တော်3 6 5မှာကျွန်တော်8ထိုက်စီးမှန်ဒါထိုက်စီး ဒီဘက်မှာထိုက်စည်းနှစ်ရက်မှာနှစ်ရက်လုံးစက်တိုင်းဝင်နေတယ်။မနေ့ကလည်းကျွန်တော်ပြောလိုက်တယ်ဒီစက်တရက်နေ့တင်တဲ့အချိန်မှာတော့အာဒီဆေးရက်ကထိုက်စည်းမှန်တဲ့အတွက်ကြောင့်ဒီကျွန်တော်စက်တရက်နေ့မှာထိုက်စည်းမှန်ကိုမှန်မယ်။ပြောပြီးသားဖြစ်ပါတယ်။အဲတည်တည်ကြာလဲနားမထောင်ကြတဲ့မဆွေတွေကတော်တော်ကြတဲ့သူတွေကမသိမှာဖြစ်ပါဘူး။အဲ့ဒါကြောင့်မဆွေများကိုတူတင်ပြီးပြောတာဖြစ်တဲ့တည်တည်ရှည်ရလေးနားထောင်ပါပြီးမှပဲမဆွေတို့အကြိုက်ကိုထုတ်ယူပြီးတော့အသုံးပြုပါ ဟုတ်ပြီ။ဒါကျွန်တော်တို့ဒီစစ်တရနေ့မှာထိုက်စီအောင်တယ်။ပြီးကျွန်တော်တို့ဒီမှာပြောချင်တာကနော်။ကီးရဲ့ bright ရဲ့အထဲမှာဒီလိုမနေ့ကလေကျွန်တော်တင်စင်ချာလေးရှင်းပြပြီးဖြစ်ပါတယ်။ဒီဘက်နေနဲ့ဒီဘက်နေနဲ့သူလေးတလုံးပါရင်အပူးသွုံးမသူလေးတလုံးကပါရင်လည်းလာတဲ့ဒီလိုနေမျိုးကြရင်တရားမှာ969ရာခိုင်နှုန်းဖြစ်တယ်ဗျ ုတ်မဟုတ်လူဟောက်တဲ့အသည့်ဖြစ်ပါအဲအခုမှအာကျွန်တော်ရဲ့ကျွန်တော်တင်ပေးတဲ့ဗီဒီယိုတွေကိုအခုမှဝင်ကြည့်တဲ့မဆွေတွေလူတစ်တွေကြတော့နားလေရမယ်မထင်ဘူးဗျနော်အဲဒါကြောင့်တည်တည်ကြာလေးနားထောင်ပါကျွန်တော်ပေးတဲ့ကနေတွေကိုလည်းအများကြီးမလုံကြနဲ့မကြိုက်ရင်လည်းတပတ်လောက်တော့လေ့လာကြည့်ပါပြီးမှပဲမဆွေများနားလေသဘောပေါက်မှာဖြစ်ပါတယ်နော်ဒီလိုဆိုင်းမျိုးကြရင် 69ရာခိုင်နှုန်းတည်ရှာတယ်။ဟုတ်ပြီနော်။အဲကျွန်တော်တို့အပူးသွမဟုတ်ချစ်ပိုင်မှာကျွန်တော်တို့ချစ်ပိုင်နေလဲထွက်တယ်။ဟုတ်ပြီနော်။ချစ်ငါဆိုပြီးတော့ထွက်တော့တာ။အဲဒါလေးကိုပြောချင်တာဒီလိုဒီလိုဆိုင်းမျိုးကြရင်မိုက်ဆွေများတည်ရှာလေး ဒီ size 2မျိုးကိုမဆင်ပါဒီ2မျိုးတော့ဒီ name လဲ2မျိုးကိုမဆင်ပါ2မျိုးလုံးကိုမလုံနိုင်တဲ့သူတွေကမလုံလို့ရမလဲဆိုရင်ကိုယ့်ရဲ့အကြိုက်အပူကြတဲ့သူတွေကတော့အပူကိုကိုယ့်ရဲ့အကြိုက်ခွက်တွေကိုရွေးရှည်ပြီးတော့မိတင်လို့ရတယ်။အဲ၈ဘတ်ကြတဲ့သူတွေကချင်းနဲ့ပတ်သက်လို့ကိုယ့်ရဲ့ UI နဲ့ရတဲ့ဘိုက်တလုံးကိုမိတင်ပြီးတော့အစားလို့ရတယ်။အဲ့လိုကစားရမှာဖြစ်တယ်နော်။အကုန်လုံး၆ပြီးတော့လောက်ခိုင်းနေရလည်းမဟုတ်ဘူး။မနဲ့ပြန်ဘာတွေလာနိုင်မလဲ။ ဗါတဲ့အားသာချက်ရှိလေဆိုတော့ပဲကျွန်တော်ကနင်းလန်းလေလမ်းညွန်ပေးတာဖြစ်တယ်။နော်လမ်းညွန်ပေးတာပဲဖြစ်တယ်။မနေ့ကဒါထွက်မယ်လို့ကျွန်တော်ပြောတာမဟုတ်ဒီဟာလာနိုင်တဲ့အလားလားရှိတယ်ဒီနင်းလန်းလေကောက်တယ်ဒီဟာကောက်တယ်ဆိုတော့ပုံစံမျိုးပဲကျွန်တော်ကလမ်းညွန်ပေးတာ။ဒီဟိုဘီအဲ့ဒါလေးကိုကျွန်တော်ရှင်းပြတာဖြစ်ကဲဒါဆိုရင်ရွှေကြီးတည့်နေပေါ့လာပြီဗျ။ အဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့ကြည့်အောင်ပထမဆုံးအနေနဲ့ရွှေကဲကြီး1ကိုကြည့်မယ်အဲရွှေကဲကြီး1နှစ်ကိုတချို့လူတစ်တွေပြန်နော်လူခေါက်တွေကအကုန်လုံးသိပါတယ်ရွှေကဲကြီး1နှစ်ကိုနားမလည်ကြတဲ့သူတွေကတော်တော်များများတွေ့ရတယ်ဗျအဲပြောချင်တာကကျွန်တော်ရဲ့ YouTube channel ဟောင်း channel အကြီးရှိတယ်လေးသိန်းကျော်ရှိတယ်လူပေါင်းနော်လေးသိန်းကျော်ရှိတယ်လူအဲ့ဒါအဲ့ channel ကပြတ်သွားတယ်ဗျ ဲ့ channel ပြတ်တော့လို့အခုမှဒီ channel အသက်ကို ပြန်ပြီးတော့ကျွန်တော်ဖွင့်ပေးတာဖြစ်တယ်ဒီ channel ကလည်းစပြီးတော့ပြန်ပြီးတော့တင်ပေးနေရတာဖြစ်တယ်နော်အဲ့ဒါကြောင့်ဟိုလူဒီ channel မှာလူနေလို့အဲဒီရွှေကက်ကဘာညာလာပြီးတော့ထင်မသေးနဲ့နော်အရှုကြီးတင်းနဲ့ကိုလိုချင်တဲ့သူတွေအများကြီးရှိတယ်။လူသစ်တွေကိုပြောတာနော်အဲ့ဒါလေးကိုမှတ်ထားပေးပါလစ်လာပါ။ ကျွန်တို့ရဲ့ရွှေကဲကြီးတည့်နေတင်တဲ့တပတ်တာအနှစ်လျှောက်ဒါရွှေကဲကြီးတည့်နေကအနှစ်လျှောက်ဖြစ်တယ်တပတ်တာအတွက်တပတ်လုံးအတွက်ခြုံပြီးတော့မဆွေများထိုက်စီးကနန်းစေလုံးရှိတယ်ထိုက်စီးဆိုရင်ကနန်းစေလုံးရှိတယ်အဲစေလုံးတွေမှာကျွန်တော်နှလုံးမေးရွှေပြီးပေးတာအဲနှလုံးထဲကပဲမဆွေများအကြိုက်တစ်လုံးကိုရွှေပြီးတော့လှုပ်ရမှာဖြစ်တယ်ကိုယ်ကထိုက်စီဆွေးတာဝါသနာပါတဲ့မဆွေတို့။နော်။ပတ်သည် ပယ်သီးလိုက်တာဝါသနာပါတယ်မှဆိုရင်ပယ်သီးတစ်လုံးပဲရမယ် bright light တဲ့သူတွေကလည်းဒီဆေးလုံးမှာကျွန်တော်တို့ဒီဆေး bright ဆေးခုမှာကျွန်တော်တို့ဒီနှမျိုးရွေးပြီးတော့ပေးတာလေအဲနှမျိုးတွေကပဲမဆင်များအကြိုက်ရွေးရှင်ရမှာဖြစ်ရွှေကကြီးတဲ့ပေးတဲ့ပုံစံကိုမဆင်များကိုချင်းပြနေတာဖြစ်တယ်ဟုတ်ပြီနော်အဲကျွန်တော် channel ကျွန်တော်ပြတ်သွားတဲ့ channel အကြီးမှာဆိုရင် တော့အကုန်လုံးကိုရှင်းပြပြီးဖြစ်တယ်။အဲဒီ channel မှာတော့ဒါရောမရှင်းပြရသေးသေးမရှင်းရမရှင်းပြရသေးဘူးဗျ။အဲဒါကြောင့်မဆင်မြလူသစ်တွေအတွက်ကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြတာဖြစ်တယ်။အဲလူဟုတ်တွေကတော့ကြော်တော့လို့ရတယ်ဗျာနော်။ကြော်ပြီးတော့ကြည့်လို့ရတယ်။ကနေစေလုံးထိုက်စီစေလုံးတွေမှာကျွန်တော်ချစ်လုံးကိုပေးပြီးတော့ကျွန်တော် အကောင်းဆုံးနှလုံးကိုထုတ်ပေးရတာဖြစ်တယ်။အဲဒီနှလုံးစေလုံးထဲက ။မဆီတလုံးရွေးရမှာတဲ့။ကနဲနှလုံးထဲကတလုံးရွေးရမှာဘယ်ဟာအာသာရရှိလဲဆိုတာမဆီကိုယ့်ဟာကိုစဉ်းစားကြည့်ဦး။ဟုတ်လားမဟုတ်လားကျွန်တော်ပြောတာနော်။ကနဲဆေလုံးထဲကတလုံးရွေးရမှာတဲ့။နှလုံးထဲကတလုံးရွေးရတာဘယ်ဟာအာသာရရှိလဲ။ဟုတ်ပြီ။ပတ်သီးလဲဒီတိုင်းပဲ။ bright လဲဒီတိုင်းပဲကျွန်တော်ထုတ်ပေးတာဖြစ်တယ်။တချို့ကထင်တဲ့သူတွေကထိုက်စင်းနှလုံးပတ်သေးရဲ့ bright တွေရဲ့အကွက်တွေရဲ့ဥပါခွေတွေ အကုံချောက်အကုံကတော့တကွက်မို့တော့ထက်မယ်။ဒါကြောင့်မိုက်ဆွေများဒီရွှေကဲကြီးတစ်ကပေးတဲ့ပုံစံဟိုပြောပြရမယ်နော်။ဒါတပတ်လုံးအတွက်ကျွန်တော်ဆေးရက်ကလည်းဆေးလင်းဆေးလေးရက်နေဒီတပတ်လုံးအတွက်ထိုက်စီအကောင်းဆုံးကျွန်တော်တင်းနေအရှင်နဲ့ကျွန်တော်ပြောပြသွားဖြစ်တယ်။တပတ်လုံးအတွက်ထိုက်စီအကောင်းဆုံးကဒီနှလုံးဖြစ်တယ်။မိုက်ဆွေတို့အကြိုက်ထိုက်စီဝန္ဒနာပါတဲ့သူတွေကဒီနှလုံးထဲကတလုံးကိုရွှေ့ရှိပြီးတော့အသုံးပြုပါ ပန်တီးကဒီဒီတိုင်းပဲပန်တီးလို့ရှင်တဲ့မက်ဆွတ်တွေကတော့ဒီမှာ လာပြီးတော့ဝင်ရမှာဖြစ်တယ်။ဒါကတော့ကျွန်တော်ရဲ့ပြင်နေတဲ့ပုံစံပဲဖြစ်တယ်။အဲ brand အနေနဲ့ကြည့်မယ်ဆိုရင်လည်းဒီမှာနှလုံးထည့်ရမက်ဆွတ်များတစ်လုံးပဲ use ရမှာဖြစ်တယ်။အဲဒီဘက်ကအကောင်းဆုံးကတော့မက်ဆွတ်များမထွက်တဲ့အပန်းတော်တော်လေးရှားတယ်ပဲ။နေဆုံးနှစ်ကွက် သုံးကွက်အဲ့လောက်ပဲအဲ့လောက်ထွက်တယ်။အဲဒီဘက်ဆိုရင်လည်းကျွန်တော်တစ်ကွက်ထွက်ပြီ။အမလုံးကုန်ခဲ့တဲ့ဘက်ကလည်းထွက်တယ်။ဥပွားခွဲဥပွားခွဲကလည်းမန်ပါ အခွဲမြန်မာအခွဲမှာကျွန်တော်လင်းလုံးအခွဲကျွန်တော်တို့ကျွန်တော်မှာ twinning size ရှိတယ်နော်ပုံသင်္ကန်းရှိတယ် twinning size ရှိတယ်ကျွန်တော်ဒီရွှေကဲကြီးတက်ထုတ်တဲ့ပုံစံကကျွန်တော်သုံးလုံးဥပအခွဲသုံးလုံး size ရှိတယ်လင်းလုံး size ရှိတယ်ငါးလုံး size ရှိတယ်ငါးလုံး size ရရင်တော့ဒီနေရာမှာထစ်ပေးတယ်ကျွန်တော်သုံးလုံးဆိုင်ရေလေးလုံးဆိုင်ရေရရင်မှန်ပါအပွဲဖြစ်တယ်ဒါကျူတင်ပြီးတော့ကျွန်တော်ပြောပြသားဖြစ်တယ်။ဟော ။ဒါလေးကိုကျွန်တော်ထည့်ပြီးတော့ပြောတာဖြစ်တယ်။မိုက်ဆွေများလူသစ်တွေအတွက်အဓိကပြောချင်တာဖြစ်တယ်။အဲဒါကြောင့်မိုက်ဆွေများကိုယ့်ရဲ့အကြိုက်တွေနဲ့ဝါသနာတယောက်နဲ့တယောက်မတူဘူး။ထိုက်စည်းဆွေးရတာဝါသနာပါတဲ့သူတွေရှိတယ်။ပတ်စည်းပေးရတာဝါသနာပါတဲ့သူတွေရှိတယ်။ bright ကိုလောက်ရတာဝါသနာပါတဲ့သူရှိတယ်ဒီ main ွက်တွေပဲတည်တံရွှေ့ရှိပြီးတော့ကစားတဲ့သူတွေရှိတယ်เนาะဥပအခွဲကိုတည်တံလုပ်တဲ့သူတွေရှိတယ်ဒါကြောင့်ကြောင်းတဲ့တယောက်အကြိုက်မတူတဲ့အတွက်ကြောင့်ကျွန်တော်ကတပတ်တာလုံးအတွက် ကောင်းစွန်ကိုခြုံပြီးတော့အနှစ်ရှုပ်ရှုပ်ပေးတာဒီအနှစ်ရှုပ်တဲ့ကပဲမရှင်များထပ်ပြီးတော့ကိုကထိုက်စည်းဝါဒနာပါတဲ့သူတွေကဒီနှလုံးတွေကတလုံးငါကိုယ့်အကိုရွေးရှင်တယ်ခုနပြောတဲ့လိုမျိုးဆယ်လုံးထဲကတလုံးရွေးရှင်ရမှာတဲ့တလုံးနှလုံးထဲကတလုံးရွေးရှင်ရမှာဒါကအာသာရရှိတယ်ကိုယ့်အကိုသိပါအောင်ဒါပဲအဲ့ဒါကိုပြောရှင်တာဖြစ်တယ်နော်ဒါရွှေကယ်ကြီးတဲ့ပုံစံဖြစ်တယ်ကဲဒါဆိုရင်စကားတွေလည်းအများကြီးပြောပြီးပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ထိုက်စည်း ကျွန်တော်ဒီနေ့မှာရှေ့ကနောက်ပိုင်းနေနဲ့မနေ့ကကျွန်တော်ပြောခဲ့တယ်ရှေ့ကနောက်ပိုင်းနေနဲ့ထွက်နေတယ်ကဲဒီနေ့ကတော့ထိုက်စီနေနဲ့ထွက်တော်ပြီကြဟုတ်ပြီနော်ကဲပက်သီး member ပက်သီး main zone ကကျွန်တော်တို့ရှင်က member ပက်သီးက၅ပက်သီးဖြစ်ပါတယ်ဟုတ်ပြီနော်ရှင်ကထွက်တယ်ကဲတပည့်တာအကောင်းဆုံးကတော့ကျွန်တော်တကွယ်ပဲထွက်သေးတယ် အဲ့ဒီနေရာမှာတခုပြောချင်တာကဒီဘက်ဟာအပူးရှိတယ်ဒီနေရာမှာအပူးဆိုင်ထိပေးထားရင်ဒီဘက်ဟာအပူးဆိုင်ရှိတဲ့အဘက်ဖြစ်တယ်ဥပါခွေထဲမှာကျွန်တော်၈၅ဆိုတာတစ်ခက်ပါတယ်အကျန်တဲ့နှလုံးကတော့မပြောသေးဘူးထပ်ပြီးတော့လောင်းမှာဖြစ်ပါတယ်မြန်မာဝင်များဒီကနေကျင့်နေဥပါခွေကိုဆက်ပြီးတော့လုပ်ပါဥပါခွေကတခွက်ထွက်ရင်ဆက်ပြီးတော့ထွက်တတ်တယ်ဟုတ်ပြီအားတော့ရွှေကလေးတဲ့ပုံစံဖြစ်တယ် အဲမနေ့ပြန်ကျွန်တော်တို့ဘေးကအားကောက်လဲဒီ sugar ကြီးတင်မှာထိုက်စီကျန်တဲ့တလုံးကိုထိုက်စီအားကောက်လား bright အနေနဲ့အားကောက်လားဆိုတာကိုကျွန်တော်ထည့်ပြီးတော့နေတာကနေလေရှာတဲ့အချိန်မှာထည့်ပြီးတော့ပြောမှာဖြစ်ပါကြတာရွှေကြီးနှိမ့်ဖြစ်ပါတယ်ရွှေကြီးနှိမ့်မှာပြောစရာမလိုဘူးလုံးဝကွက်ပြီးရှေပဲဖြစ်တယ်ကြည့်တော့စစ်တရက်နှိမ့်မှာရှေပါရေဒုညပါရေ ဘိုင်ကိုဦးစားပေးရမှာဖြစ်ပါတယ်နော်ပြောပြီးသားဖြစ်တယ်ဘိုင်ကိုဦးစားပေးရမှာဖြစ်ပါတယ်ဒီဘက်ဆိုရင်ကျွန်တော်နှစ်ရက်တာကစားပြီးတဲ့ချိန်မှာအကုန်လုံးတောက်လျှောက်ကိုဘိုင်ပဲထွက်နေတာဖြစ်တယ်အဲ့ဒီနေရာမှာထပ်ပြီးတော့ကျွန်တော်ချင်းပြပေးမယ်ကျွန်တော်ခြေကိတ်တည့်နေတဲ့အချိန်မှာလည်းကျွန်တော်အမြဲတမ်းထိပြီးတော့ပြောတာဖြစ်တယ်ကျွန်တော်ဒီမှာကလန်းနှလုံးရှိတယ်ဒီနှလုံးမှာဘိုင်ရဲ့ဘိုင်ရဲ့ရှိတယ်အဲ့ဒီမှာဘိုင်ကိုဦးစားပေးရမှာဖြစ်တယ်နော်အကုန်လုံးကျွန်တော်ဒီကလည်းနှလုံးကကျွန်တော် bio bright ရဖြစ်တဲ့အတွက်ကြောင့် လေးမျိုးဖြစ်သွားတယ်အကုန်လုံးကို6ပြီးတော့မလောက်ခိုက်ဘူးကျွန်တော်လောက်ခိုက်တဲ့ပုံစံကဘယ်လိုလောက်ခိုက်လဲဆိုရင်ပတ်စတော့အကြိုက်တစ်လုံးရှိရင်ကျွန်တော်စစ်တရက်နေ့မှာဆိုတော့ရှင်းတူများရင်ကျွန်တော်ချွေကြေးနှစ်ရက်နော်နေတဲ့ကနေ့ကရှင်းရတူများရင်ဘာရင်ပြတ်ရင်ရှိတယ်ဒီဟာကိုပတ်စတော့အကြိုက်တစ်လုံးနဲ့တွေးပြီးတော့ထုတ်သုံးမယ်ဆိုရင်ကျွန်တော်ဘိုင်းနေနဲ့ထုတ်သုံးမယ်ဆိုရင်နှစ်ကွက်ပေးရမယ် brand နဲ့ပါတွဲသုံးမယ်ဆိုရင်၄ွက်ပေးရတယ် အဲ့လိုပဲထုတ်သုံးရမှာဖြစ်တယ်။အကွက်တွေရှောက်ပြီးတော့60အကွက်100 200ထိုးခိုင်းနေတာမဟုတ်ဘူး။အဲ့ဒါကိုမဆီတို့နားလေဖို့လိုတယ်။နော်။အဒီ sugar ရင်းတဲ့နေ့ကိုဒီနေ့ပဲရှင်းပြပေးတာဖြစ်တယ်။ကျွန်တော်အရင်ရှင်းနေအဟောက်ပြတ်တော့တဲ့ရှင်းနေအကြီးမှာအကုန်လုံးရှင်းပြပြီးဖြစ်တဲ့အတွက်ကြောင့်လူဟောက်တွေအကုန်လုံးသိတယ်။အာဒီ channel ကထပ်ပြီးတော့အသေးဖွင့်တာဖြစ်တဲ့အတွက်ကြောင့်လူသစ်တွေက မသိကြဘူးဒါကြောင့်ဒီတစ်ခါပဲကျွန်တော်ထပ်ပြီးတော့ချင်းပြတာဖြစ်တယ်နောက်တစ်ခါလုံးဝကိုထပ်ပြီးတော့မချင်းပြပေတော့ဘူးเนาะအဲဒါကြောင့်မဆွေများကိုယ့်ရဲ့အကြက်တွေနဲ့ထပ်လူကြတဲ့အကွက်တွေကိုရွေးရှိပြီးတော့ထုတ်သုံးရမှာဖြစ်တဲ့တပတ်တာအတွက်အကောင်းဆုံးခြုံပြီးတော့ရွှေကကြီးပြည့်နေတာထုတ်ပေးနေတာဖြစ်ပါတယ်သုံးတဲ့ဆေးဖြစ်ပါတယ်ကဲမနေ့ပြကျွန်တော်ဆင်းရဲနေမှာ6ရေ8ရေဖြစ်တယ်ဘိုင်ရေဘရက်ရေဖြစ်တယ်ဦးစားပေးအနေနဲ့ကျွန်တော်ဘိုင်ကိုဦးစားပေးရမှာဖြစ်ပါတယ် ဟုတ်ပြီဒါတို့ sugar ကြီးတင်းနေကိုချမ်းပြပေးတာဖြစ်ပါတယ်နော်အဲဒီနေ့ကတော့တော်တော်လေးခြေတော်တယ်ဗျာကျေတော်လေးတို့နေတဲ့ကနေကိုတော်ရအောင်အနေနဲ့ကနေမှာကျွန်တော်ထိုက်စီးအနေနဲ့ဗာရေရလေးဆိုရင်3500ရတယ်ဗျာဒီနေ့အဲကျွန်တော်စစ်တဲ့နေ့ကလေး3500ရတယ်မှာခြေထိုက်စီးထွက်တော်တယ်ဟုတ်ပြီနော်အဲဒီနေ့ကတော့3စစ်နေ့နေ့မှာလေး3500ထိုက်စီးရတယ်အထီးကနေကိုကြည့်အောင် ီခနဲ့ကဒုညရဲ့ငားရဲ့ Okay ထိုက်စီ၃လုံးရဲ့အထီးခနဲ့၃လုံးရဲ့ဖြစ်ပါတယ်။အဲကိရဘရက်ကိုကြည့်။ဒါကတနင်းရဲ့အဲဒါကခုနရွှေကယ်ကြီးနှိမ့်မရတဲ့ဟာဖြစ်ပါတယ်။အဲထိုက်ရပြီအထီးရပြီကိရဘရက်ရပြီဆိုတော့ကျွန်တော်အတွင်းပုံစံထုတ်လို့ရပြီ။ ။ဒီနေ့ကတော့15ဝက်ဆားရတယ်ဗျာ။ဆင်း5ဝက်ဆားရတယ်။အဲ15ဝက်ဆားကတော့ကျွန်တော်ရတွဲမှုတင်းတင်းကတော့မဆစ်တော့အကုန်လုံးအတိဖြစ်ပါလေ။ကျွန်တော်3နဲ့ပတ်သက်လို့ဒီအောက်ကအလုံးနဲ့အောက်က5လုံးနဲ့တွဲမယ်ဆိုရင်3နဲ့ပတ်သက်လို့5ဝက်ရမယ်၊7နဲ့5ဝက်ရမယ်၊9နဲ့ငါးခွဲရမှာဖြစ်ပါလေအဲ့လိုတွေးရမှာဖြစ်တဲ့15ခွဲเนาะအဲ15ခွဲလုံးကတော့အကုန်လုံးနားလေသဘောပေါက်မယ် လို့ကျွန်တော်ညွှန်ကြည့်ပါတယ်အဲဒါကြောင့်စင်ကားခွက်လုံကိုလို့ကျွန်တော်ထည့်ပြီးတော့မရေတော့ဘူးဒီစင်ကားခွက်ထည့်ရပဲကျွန်တော် main ခွက်ထည့်ပြီးတော့ကျွန်တော်မြေရှိပေးပါပြပါတယ်အဲ main ခွက်၅ခွက်ရတယ်ဗျာဒီနေ့နော်ဒီမင်းခွဲ၅ခွဲထုတ်တဲ့ပုံစံကဘလို့ထုတ်ရလဲဆိုရင်ကျွန်တော်ဒီအတွေးထဲမှာကျွန်တော်ကြီးရပြရင်နဲ့ဒီမှာဒီ ဒီဖက်နေနဲ့ဒီဖက်နေနဲ့တူတဲ့ဟာတွေကိုအကုန်လုံးဒီမှာကနန်းတွေကိုထိုက်စည်းဖို့ပဲယူတယ်ဒီကျန်တဲ့ဟာတွေကတော့တူတဲ့ကနန်းတွေပဲပေးပြီးတော့မတူတဲ့ကလုံးတွေကိုထည့်တာပြည်အဲဒီအတွေးသေးကပဲကျွန်တော်တို့ဒီမှာကီးအနေနဲ့အကုန်လုံးထည့်ပြီးသားဖြစ်နေတဲ့ကြောင့်ကျွန်တော် bright အနေနဲ့ယူတာဖြစ်တယ်4 bright ရယ်10 bright ရယ်6 bright ရယ်10 bright bright ၄မျိုးရှိတယ်ဒီ bright ၄မျိုးကိုကျွန်တော်ဒီ10ကွက်15ကွက်ထဲကရှားလိုက်တဲ့အချိန်မှာ9ကွက်ထွက်တယ်ဒါ main ကွက်ပဲဖြစ်တယ် ။နော်အဲ့လိုထုတ်တာပြည့်တယ်။ဒါဆိုရင်ဒီလောက်ပါပဲ။နောက်ပြင်မှာပြန်ဆုံးကြတာပေါ့ဗျာနော်။အကုန်လုံးအတွက်ကိုကျွန်တော်ရွှေကြီးတင်းနေရနဲ့အကုန်လုံးအကုန်လုံးတွေကိုစူးစမ်းပြနေတာဖြစ်ပါတယ်။အဲမဆွေများအဆင်ပြေသလို channel တွေအရောထုတ်ယူပြီးတော့အသုံးပြနိုင်ပါတယ်။